Hello မစ္စရေတို့ရေမင်္ဂလာပါဒီနေ့ကျွန်တော် Tesla ပေါ့နော် Tesla ကားကိုဘလူးဝဲလဲပေါ့နော်ဘလူးဝဲလာစာဆုံးပေါ့နော် step by step ပေါ့နော်ဆင်းလိုက်ကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တော်လိုက်ရအောင်ဒီမှာကျွန်တော်က iPhone သုံးတယ်ဆိုတော့ iPhone မှာ Google Chrome ကိုကျွန်တော်သုံးတယ်ပေါ့နော် Google Chrome ွင့်လိုက်မယ် browser ဖွင့်လိုက်မယ် chrome browser ဖွင့်လိုက်တဲ့အခါမှာဒီ address bar မှာ tesla.com လို့နော် tesla.com ပေါ့နော်ရိုက်လိုက်ရင်ဒီလိုပေါ်လာတာပေါ့နော်အဲဆိုတော့ကျွန်တော်ကတော့ model y ကိုရွေးလိုက်တယ်ပေါ့ model y ကအခုဒီ model y ကအာ tesla ရဲ့နောက်ဆုံးပေါ့ပေါ့နော်2026 tesla model y juniper လို့ခေါ်တယ်သူကပေါ့နော်ခုံထဲက juniper လို့ခေါ်တဲ့နောက်ဆုံးပေါ့ပေါ့နော်ကားဖြစ်ပါတယ်လို့ ဆိုတော့သူက version တစ်မျိုးထွက်လာတာပေါ့နော်လောက်ဆိုရမှာတော့တခွပါလဲဆို long range ပေါ့နော်တက်လိုက်ဒီမှာ long range long range rear wheel drive ပေါ့အဲ rear wheel drive ရဲ့ပြီးတော့ long range all wheel drive ဖြစ်ပါတယ် long range long range rear wheel drive ကတော့နောက်ပါမော်တာမှာအနောက်မှာမော်တာတစ်လုံးရှိတယ်ပေါ့နော်အဲဒီတစ်လုံးကနေ runner က my EPA estimate ပေါ့ my 359မိုင်တော်တော်တော် အာဘယ်လိုပြောမလဲ rain cap ပို့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 မှာဝေးဝေးသွားနေတော့ဘာကြောင့် motor တလုံးမတုံးတော့ဆိုတော့ right ဆိုတော့သူရဲ့ speaker ကဟို125 mpa 125 top speed တဲ့နော်အာ0ကနေခုစမောင်းလာတာ0နဲ့60 second တော့60အာမိုင်ကိုပေါ့နော် 5. up to 5.4 second တော့မှပေါ့နော်အမြန်ဆုံး speed ကို60ရ60ပေါ့နော် mile per mile per hour ဒီရောက်နိုင်တယ်ပေါ့နော်အဲ့ဒါကတော့ real way drive เนาะဆိုတော့သူက finance တွေကတော့ cash ရှိမယ် cash ပေးခြင်းလို့ပေးလို့ရတယ်เนาะလေးရှိမယ်ငားမယ် tesla နဲ့ဒါလည်းငားလို့ရတယ်အဲ့ဒါဘယ်လောက်လဲ459 finance ကတော့ဒါတော့ကိုကတော့72မှန်းလို့ပေါ့72ခုနစက်နလာ6မိနစ်ပေါ့เนาะဆိုအခုကျွန်တော်ကြည့်တာကျွန်တော်ကျွန်တော်ကတော့ရွေးတာတော့ဒီမှာ long range long range all wheel drive ဖြစ်ပါတယ်เนาะ အာဘာကြောင့်ရွေးရတယ်လဲဆိုတော့ကျွန်တော်တို့မီနီဆိုတာမှာနေတယ်ဆိုတော့ snow snow ကြတဲ့ဟို state ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့က all wheel drive မှာဆင်ပြေးလိမ့်မယ်သူရုံအကောင်းပေါ့နော် snow ကြတဲ့ချိန်မှာနော် snow လည်းတစ်ခါကြရင်အများပါတယ်အဲဒါရုံအကောင်းပေါ့နော်ဆိုတော့အခုလောလောဆယ်မှာ Tesla ရဲ့ promotion ပေးနေပါတယ်ဒီမှာအပေါ်မှာပြနေတယ်ပေါ့နော်အပေါ်မှာတွေ့လိမ့်မယ်သလားဟိုဟိုရောင်းနဲ့အဝါရောင်းဘာပေါ်မှာသူကဟိုရေးထားလေ model y နဲ့ long range all wheel drive 1.99%ပေါ့ အဂျွန်16ရက်နေ့မှာနောက်ဆုံးပါပဲသူရဲ့ promotion ကပေါ့နော်တက်တရမ69ရာခိုင်နှုန်းဆိုတော့အတူနှုန်းကိုပေးထားပါတယ်အာအဲ့ဒါကဂျွန်16ရက်နေ့နောက်ဆုံးဖြစ်ပါတယ်အဲ့ဒါဂျွန်16ရက်နေ့နောက်ဆုံးပြီးသွားတာ ਨੇ ဘာဖြစ်မလဲဆိုသူတက်သွားမှာတူနှုန်းတက်သွားမှာ brownness ဘလောက်ဘလောက်ဖြစ်သွားမလဲဆိုရင်ပေါ့နော်အများသောအဖြစ်ဖြစ်နေတာတော့5 point 5.95ပေါ့ငါတို့မှ95ရာခိုင်နှုန်းဖြစ်သွားမှာဖြစ်ပါဆိုတော့ တော်တော်လေးဈေးမြောက်သွားတာခင်ဗျာနော်ဆိုတော့ကျွန်တော်ကဒီ promotion color လည်းဖြစ်တယ်ပြီးတော့ကျွန်တော်တဘောကြာကျွန်တော် design လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော် long range ကိုရွေးထားတာပေါ့နော် message တို့ပြီးတော့ဒီမှာဒီကောက်ကောက်ကိုဒီကောက်ကို Tesla ကောက်ဝယ်တဲ့ခါမှာဒီကောက်အာအစိုးရရဲ့နော် Federal EV rebate ဆိုရှိတယ်ပေါ့နော်အဲ့ဒါကဘလောက်လဲဆိုရင်အစိုးရပေးမှာက include 9500 federal tax credit ပေါ့9500ဟောတာမှာ ထည့်လိုက်ပါဘောဒီ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 ကောက်ရတဲ့ခါမှာပေါ့နော်โอเคဆိုတော့ကျွန်တော်ဘာရွေးမလဲဆိုဒီထဲမှာကျွန်တော် finest option သွားမယ်ကျွန်တော်ကတော့ long range long range all wheel drive ကိုရွေးမယ်ကျွန်တော်တော့ two motor runner ပေါ့နော်ရှင်းနေတော့ I'm not sure ရှင်းနေတော့ no no not 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 sure okay sorry but okay ကျွန်တော်ကတော့ oh black diamond black ကိုကြိုက်တယ်ခင်ဗျ Tesla နဲ့တော့လူလည်းကြောက်ဘာကြောက်လဲဆိုတော့ ်အမမကာလာတွေကသူကပတ်စာလကားပေးရမယ်ဟာသူကဘယ်လိုပြောမလဲကာလာရဲ့ပြ different color different price ဖြစ်နေတယ်လားဆိုတော့ဒီဒီ gray ကတော့ step gray လို့ခေါ်တယ်အဲ့ဒါတော့ဒီ original ပါဗီတာဆက်ရုံနော်ပတ်စာပေးချင်မလို့ဥမာဆိုကြဆိုအဖြူရောင်ရွေးမယ်ဆိုဒေါ်လာ1000ပို့ပေးရမယ်နော် blue ဆိုရင်1000နော်အဖြူနဲ့ blue 1000 black က1500 red ကလည်း red နဲ့ red နဲ့အာ Ultra Red နဲ့နော်အာ Quick Silver ဆိုရကနော်ဒေါ်လာ2000ပြရမယ်အဲ့ဒီအဲ့ဒီအဲ့ဒီ color လိုချင်တဲ့ဆိုရင်နော်ဆိုတော့ကျွန်တော်တော့ဒီ Diamond Black Diamond Diamond Black ကိုပို့တော့ကြတယ်အားလုံးအမဲအထဲလည်းအမဲနော်ထိုင်ကုန်လည်းထိုင်ကုန်လည်းအမဲတော့တော့လဲသားပါပဲပြီးတော့အောက်ဆက်လည်းအမဲအားလုံးအမဲဗျာကျွန်တော်ကြိုက်ရတာဆိုတော့ကျွန်တော်ဒါရွေးလိုက်တယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်က final နဲ့သွားမှာကျွန်တော်ကာနာ train သွားမှာလေ ဆိုတော့ကျွန်တော်ကားကကျွန်တော် Tesla နဲ့မသွားချင်ဘူးဗျ Tesla Tesla နဲ့သွားရဆိုရင်ကျွန်တော်တစ်ခါတုံးစရခုတ်ယူတော့ဈေးနေနဲ့1000 1300ပဲပေးတယ်အခုချိန်လောက်ပြန်တက်မှာ1300ပဲဖြစ်သွားမှာပေါ့နော်ဘာကြောင့်မိုင်းအတက်နေလဲဆိုတော့နေ့တိုင်းမောင်းလို့ဆိုတော့ဆိုတော့ကျွန်တော် Carvana နဲ့ချိန်လိုက်တယ် Carvana ချိန်လို့1900 400ဒါပေမဲ့ကျွန်တော်ရောက်ဖယူမယ်ဆိုတော့ကျွန်တော်ကျွန်တော်ရောက်ပေါ့1600ငါးနဲ့ပေးလိုက်ပါတယ် cash နဲ့ပေါ့နော်ဆိုတော့သင်ပြွားရအောင် ကဲအဲ့ဒါဆိုကျွန်တော်ပြမယ်နော်ဆိုတော့ဒီမှာသွားမယ်ဆိုရင်နောက်ဒီမှာရွေးလို့ရတဲ့ wheel ပေါ့နော် wheel ကအာဒီကောင်းကိုရွေးမယ်ဆိုရင်ဒီကောင်းကပါပြီးသား include နော် 19h 19 inch cross flow wheel all season tire ထည့်ထားတယ် all wheel tire ရွေးတဲ့ခါမှာမိုင်ကကျသွားတယ် okay နော်329မိုင်ဖြစ်ပါတယ် estimated ဒါကမှန်ချေပါပဲတကယ်တကယ်ဟုတ်ချင်မဟုတ်မှာအတူလျှော့လို့ရှိတာပေါ့နော် โอเคไอ้แท้มามากูกูอ่ะดีแท้ตายอ่ะก้าวหลูชินเลยสนอดีมาဒါတော့ပတ်စံပို့ပေးရတယ်ဗျာကျွန်တော်လောက်တိမလိုပါဘူးဒေါ်လာ2000ပို့ပေးရမယ်ပြီးတော့ဒေါ်လာ2000ပို့ပေးရတယ်ပြင်သူ့ရဲ့ mind လေးကတွားနိုင်တဲ့ပေါ့နော်အဝေးရောက်နိုင်တဲ့ battery ရဲ့ range ကကျသွားတယ်တော့အသုံးမှဖြစ်သွားတယ်ဆိုတော့ကျွန်တော်မလိုတော့ဘူးဒါဒါ design တော့လှပါဒါထည့်မယ်ဆိုတော့ဒါပါလေပုံမှန်ပြောင်းရတော့ပုံမှန်ဗျာဒီမှာပြမနော်ခင်ဗျာကြာပါစို့ဒီမှာ right ကျလား ပြောင်းသွားเนาะကျွန်တော်ဒါပဲ default ယူလိုက်တော့မယ်เนาะတက်တာဆိုတော့ black လေးတစ်ခုပဲယူမယ်ကျန်တော့ default ပါပဲနောက်တစ်ခုကထောင်းထောင်းထောင်းဟစ်ဆိုတာကဒီကျွန်တော်တို့အနောက်မှာဗောနော်ကနောက်မှာဟိုဘယ်လိုပြောမလဲ PC တွေ switch နေဆိုရင်လေဟို trailer ဗော tractor trailer လေး ရွှဲချင်တယ်ဆိုရင်ဒါတက်မယ်ဆိုရင်ဒေါ်လာ1000ဒါတော့ဒါလည်းဈေးကြည့်တယ်ကျွန်တော်မတက်အခုကနောက်ပိုင်းနောက်ပိုင်းလိုရတဲ့ခါတက်လို့ရတယ်ဗောနော်ဘာကြောင့်နောက်မှာရှိပြီးသားသူ ready ဟိုတက်လိုက်ရမှာကောင်းကောင်းဝယ်ပြီးမှပြင်မှာတက်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 တာလေ Okay full self full self driving ဗောနော် FSD လို့ခေါ်တယ် full self driving supervised ဗော supervised ရဲ့အဓိပ္ပာယ်တော့ကွာတော့อืมနော်လူပါနေရမှာဗောနော်လူပါရမှာလူထဲရမှာအဲ့နဲ့ပါစံယုံကြည်လို့မရဘူးဆိုတော့အကြောင်းဒါပေမဲ့ဒီ Tesla ရဲ့အရင်က every day constantly ဘောနော်သူက monitor လုပ်မှာ chain နေသူရဲ့ database ကိုဘောနော်အာ AI super computer တို့အများရနော် second နဲ့မြ် everybody မောင်းနေတာတွေသူကအများရ record လုပ်ထားတာ update လုပ်တယ်ဘောနော်ဆိုတော့အများရသူ learning လုပ်နေ instantly ဘောနော်ဆိုတော့ပို့ပို့ပြီးကောင်းကောင်းလာတယ်ဘောနော်ပို့ပို့ပြီးတိကျလာတယ်ဆိုတော့နောက်ပိုင်းမှာဆိုတော့လူတော်မလို့တော့ပါဘူးအခုသူတို့ဘယ်လိုပြောမလဲ ဟို robot taxi ဆိုသူ Texas Austin မှာလုံးဝเนาะ fully testing လုပ်နေလူမပါဘူးဗျတောင်းသူ့အလုံးတွားမယ်ပေါ့เนาะအဲ့ဒါ test လို့ဒါတော့ကြားရတာအကြောညာပေါ့ဗျာ Okay ပြီးတော့ဒါဒါတော့အရေးကြီးတယ်ဗျာဒီကောင်ဒါမှအရေးကြီးပြီမြဲဒီကောင်ဒီကောင် home charger လို့ခေါ်တယ်ဗျာဒီ Tesla ကဝယ်ရခါမှာဒါတော့မပါဘူးเนาะဒါဖြုတ်ထားတယ်ဒါမှမပါဘူးဒါမှသူနဲ့ပါတာညာကဟို mobile charger လို့ခေါ်တယ်ဒီ mobile charger ကြောတော့အိမ်က any plug မှာ နော်အိမ်မှာရှိတဲ့ plug တိုင်းမှာထိုးပြီးမှတက်လို့ရတယ်ဒါပေမဲ့သူရဲ့ charging ပေါ့နော်ဒီ battery ထွန်းနိုင်တဲ့ power ကနည်းတယ်ဗျဆိုကြအောင်ဆိုဒီ battery အပြည့်ပြည့်ဖို့တော့မစင်းစားနဲ့ပေါ့နော် battery အပြည့်ဟို329မှာပြည့်ဖို့တော့ကတော့15နိုင်လောက်ကြာနေတယ်။ဘာကြောင့်သူက power နည်းတာဟုတ်။ဆိုတော့အဲ့မှာဘာဘာက play player လဲဆိုရင်ပေါ့နော် level 2 charging ဆိုတော့လောက်ခေါ်တာဟုတ်တယ်မသိလား။ဒါ level 2 home charger တော် level 2လို့ခေါ်တယ်။ဒီကောင်ကြတော့ အိမ်ကအိမ်က power plug မှာတတ်လို့မရတော့ဗျသူ့ကို modify ပြန်လို့ရတာနော်ဒါတော့ကွာ electrician ခေါ်ရမယ်ကိုယ့်ရဲ့ electric panel ကို upgrade လုပ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဒါကို electric electrician တွေကိုခေါ်ထားတယ် upgrade လုပ်ဖို့တယ်အဲ့ဒီ upgrade electric panel upgrade လုပ်ဖို့ကလည်းဒီ federal ကပေါ့နော်ဟို incentive program ရှိတယ်ပေါ့နော်အဲ့ဒါ30အထောက်နေရာအထိပေါ့နော်အစွန်နေမှာဒီ IRS ပေါ့နော်ကျွန်တော်တို့ tax return ချိန် claim လို့ရတယ်အဲ့ဒါ ထောက်နေတာအတိတတားမယ်ပေါ့နော်โอเคအဒါတော့ကိုပြီးတော့နောက်တစ်ခုကိုနဲ့ကိုရဲ့ state နဲ့ကိုရဲ့မျိုးနယ်ပေါ့မူတည်ယူမှာဟိုမှာ exact energy ဆိုရင်သူရဲ့ whatsapp မှာဝင်ကြည့်မှဒီ ev ev ကားတွေအတွက် incentive တော့မဟုတ် rebate program ရှိလားဆိုတော့ကိုနဲ့ပတ်သက်ပြီးရှာကြည့်ပေါ့နော်ကျွန်တော်ကျတော့ arriver မှာနေတော့ကျွန်တော်ရဲ့ arriver အာ municipal utility company ကနေမှာ special rate ပေးတယ်အာ pick pick off hour ပေါ့နော် off hour လို့ခေါ်တယ်ည ည10နာရီနဲ့စပြီးမှမနေ့10နာရီပေါ့မနေ့ပိုင်း10နာရီအထိကအာကီလိုဝတ်အဝါကို0.065ပေါ့နော်ဆိုတော့6ပြောက်ပေါ့6ပြောက်ခွဲလေးပေါ့နော်6ပေါက်6ပြောက်ခွဲလေးပါပဲအဲ့ဒါကိုပေးထားတယ်ပေါ့နော်အဲ့ဒါကိုရဖို့အတွက်တို့ရဲ့သတ်မှတ်ထားတဲ့ဟုတ်လားအော်200 MPa bypass ကို install လုပ်ရမယ်အဲပြီးရင်ကျွန်တော် receipt တွေပေးရမယ်အဲ့ဒီအားမှာ ဲ့ဒါတွေရတာနဲ့တို့အကုန်လုံး discount ချပေးမယ်ပြီးတော့ဒေါ်လာ900လဲ rebate ကျွန်တော်ကိုပေးမယ်ပေါ့နော် sorry rebate ကတော့ဒီ charging နဲ့အာ charging ဖို့တော့ charging ဖို့ပေါ့နော် level 2 charging ဖို့အတွက်ပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်ပြပြတာပေါ့ဒါတော့ extra ပေါ့နော်ဟို preparation ပေါ့နော်ဒီဒီ EV Tesla ကရလို့ပေါ့ EV charge EV ကနေပတ်သက်ပြီးဝယ်မယ်ဆိုရင်ပေါ့နော်ဒါမျိုးပေါ့နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်တွားရအောင်ဒါသဘောပေါက်သွားပြီပေါ့နော်အားလုံးက ဒါတော့မရှိမဖြစ်လို့ရတယ်။ဘာကြောင့်ကွာအော်အိမ်မှာတောင်းမှာအိမ်အိမ်မှာကအများအားပတ်မှာဆိုတော့ကျွန်တော်အများအား outside မှာတောင်းတောင်းမှာ charge မတွန်းချင်ဘူး။ charge တွန်းမှာဆိုတော့ super charger တွေရှိတယ်။အဲဒါမှပက်ဆန်ပေးရမယ်။ပက်ဆန်ဘလောက်လဲကျွန်တော်လည်းမသိဘူး။ဒီကောင်မှကောင်းမွယ်ဘူးဆိုတော့ဒီ charging ကောင်းဆိုတော့ကျွန်တော်တင်တော့ဈေးတော့ကြီးလိမ့်မယ်ပေါ့နော်။ဒါပေမဲ့မြင်တယ်ပေါ့နော်။ကျွန်တော်တည်သလောက်တော့ဒီဒီ Tesla ဝက်ဆာမှာသူပြောတာကဒီကားက သူတို့ရဲ့ super super charging တို့လည်းသူတို့ upgrade upgrade လုပ်ထားတော့329မှာအပြည့်ပေါ့နော်ဥပမာဆိုပါ022 327မှာအပြည့်ကားကိုအပြည့်သွင်းမှာဆိုဟောပေါ့နော်မိနစ်မိနစ်25မိနစ်တူအပြည့်ရတယ်ပေါ့နော်ဆိုကြပါ25မိနစ်တူမှာ50%ရတယ်ဗျာဆိုတော့25 minutes ဆိုရင်တော့အဲ့ဒါအပြည့်ဖြစ်သွားပြီဆိုတော့နော်အဲ့ဒါ super charger ပေါ့ဒါပေမဲ့ဒီ home level 2 home charger ကတော့ကျွန်တော် overnight charge မှာဆိုတော့ဗျာဥပမာ my my uh, full charging ပြပြ9နာရီနဲ့9နာရီကြာလိုက်မှာเนาะဒါပြဿနာမရှိပါကျွန်တော်ကညမှာထားထားလိုက်ထားထားပြီးတွန်းလိုက်ရမှာပေါ့เนาะ instant ပြတယ်ပြီးတော့သူ့ကိုကျွန်တော် schedule time မှာပေးလို့ရတယ်ပေါ့เนาะဒီချိန်ဒီရောက်ဆိုရင်ဒီကားက Tesla ကောက်ပိတ်လိုက်ပါ charging မတွန်းတော့ဆိုတဲ့ဟာကိုကျွန်တော်က program ပေးထားလို့ရတယ်ဒီ computer မှာပေါ့เนาะ Tesla ရဲ့ computer program နေပေးလို့ရတယ် charging ပဲချိန်မှာစတွန်းမှာ plug ကထိုးထားတာပေါ့เนาะ အဲ့ဘက်ချင်းမှာစတွန်းပါပြီးတော့ဘက်ချင်းမှာရက်ပါဆိုတဲ့ကျွန်တော် program time မှာပေးလိုက်ရပါတယ်။ Okay ။ပြီးတော့ကျွန်တော်ကဝယ်တဲ့ join တော့ကျွန်တော်အလုပ်ထဲမှာလည်း၄နာရီပေါ့နော်4 hour 4 hour charging fee ပေးထားတာပေါ့နော်။ဒါပေမဲ့၄နာရီဟိုကိုလည်းကျွန်တော်တို့အဲ့လိုပဲ schedule ပေးထားလို့ရတာပေါ့နော်။ဆိုတော့ပြီးသွားရင်တော့နောက်တနေ့ပြောင်းပြောင်းပါဗျာ။ဒါမှမဟုတ်ဟိုမ charging မတွန်းတော့နဲ့ပေါ့ဗျာ။အဲ့ထားပါတော့ okay ။ရပြီနော်။ okay ဆက်သွားရအောင်ဗျာ။အဲ့ဆိုဒီမှာ finance သွားလိုက်ပြီเนาะကျွန်တော်ပြောဆုံးတော့ပြောသားတယ်ပေါ့နော် black ကရွေးတယ်ပေါ့နော် diamond black ပြီးတော့ဒီမှာ include estimate gas saving ဒါတော့ gas saving ပေါ့ဒါဒါတကယ်တကယ် Tesla ဒါထက်မတွက်တင်ဒါသူတို့ဖြုတ်ထားတင်တယ်เนาะဒါပတ်စံပေးတယ်ဒါဒါတကယ်မဟုတ်โอเคเนาะဒါဖြုတ်ထားလိုက်ဒါမလုံโอเคเนาะဆိုတော့ edit time and saving မနေလိုက်အောင်เนาะ edit time and saving မှာတွားမယ်အဲ့မှာကျွန်တော် modify လုပ်မလဲကျွန်တော် block ပေးမလဲ down payment block ပေးမလဲပေါ့နော်ဆိုတော့ဒီမှာ9500ပါပြီးွားပြီ down payment ကသူရဲ့ default တော့4000ဖြစ်တယ် term က72မှာ6 6နဲ့ခုနစနလာ promotion color ဖြစ်တယ်1.99%နဲ့ဖြစ်ပါတယ်အဲ့ဒါကိုမှကျွန်တော်တို့ဒီမှာ include test ပါထည့်ရမှာเนาะဒါမှကျွန်တော်အတိအကျသိရမှာကိုအဲ့ထဲမှာအဲ့ဆိုတော့အဲ့လိုဖြစ်ပါသလား 9000ကလည်းနှုတ်ထားပြီးသားအဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ကားက2000နဲ့သွားမှာဆို2000ပေးမယ်နော်2000ဒေါင်းပေးမယ်ပေးမယ်ဗျာအဲ့ကြောင့်ကျွန်တော်ပတ်စံတက်တာချင်းလေးလာပေးမယ်ဟုတ်မလားဆိုတော့ဒီမှာဆက်လာတော့25ဖြစ်သွားရင်နော်တကယ်လို့ဥမာသူပြောတဲ့အတိုင်းဥမာဗျာကောဒီမှာကောင်းပလေးလို့ရပါတယ်နော်ကိုဘလောက်ထိပေးနိုင်လဲဗျာကိုပေါ်မူတည်ပေါ့ဆိုတော့1999ပေါ့နော်ဟုတ်တယ်1999 ့6 85 right တော်တော်များဆိုတော့ကျွန်တော်เนาะကျွန်တော်ကလည်းကျွန်တော်လုပ်လိုက်မှာเนาะကျွန်တော်2000 9000ပေးမှာတော့ကျွန်တော်ဆက်သွားလိုက်မှာ Okay အဲ့ဒါ1.9%ဖြစ်တယ်เนาะတည်တယ်เนาะ Okay ဒီမှာကြည့်ကျွန်တော်2000 true sign နဲ့2000 9000ပါတဲ့ view breakdown ကြည့်ကြည့်အောင်เนาะဘာတွေလဲဘာဘာကြောင့်ဘာဘာတွေဟိုဘယ်လိုပြော detail ပေါ့ကွာ breakdown ကြည့်ကြည့်အောင်ဆိုကြတော့ကဲကြည့်လိုက်မယ်ဆိုဒီမှာကြည့် ကားရဲ့ဇင်းလုံးကနော်ကားရဲ့ဇင်းလုံးကဘယ်လောက်လဲ9490တဲ့နော်ပြီး destination fee charge က1090ဒါတဲခ delivery fee လို့ခေါ်တယ်ပြီးတော့ order fee ရရှိတယ် order fee ခမခမက Tesla ကို order လောက်ထလာတာ950သူချက်ချင်းတော့မှာနော်ကျွန်တော်မနှုတ်သေး950ချက်ချင်းတော့မှာဟုတ်ပြီနော်အဲ့ဒီ950ကခမပေးပြီးသွားရင်ပြန်မအောင်တာဟုတ်ပြီနော်ခမစိတ် အာဘယ်လိုပြောမလဲစိတ်ပြောင်းသွားဦးမှာကျွန်တော် cancel လုပ်ချင်တယ်ဆိုဒီည90ခမရအရှုံးဟုတ်ပြီနော်ခမရတော့အရှုံးပဲ okay ဟုတ်ပြီ registration amount က139ကျက်တဲ့ပြီးတော့ဒါက registration registration test ကဒါက the state test လို့ခေါ်တယ်နော်ဒီကားတိုင်းမှာကားဝယ်မှာဆိုအများတန်းတော့ test ကိုယူတယ်ဆိုတော့ဒီကားပေါ့အမောက်ပေါ့မွေးပါဈေးကြီးတယ်640ဆိုနေတာမဟုတ်နော်ဆိုကြပါဆိုဒါကားဒီဈေးနဲ့ရတာဟုတ်ပြီးတော့ fee က40ဘာညာ quick quick fee ပေါ့ဗျာ ဘာပြောလဲ registration titling filing the title filing fees ဘယ်လိုခေါ်လဲလေးစားရောက်တယ်ပြီးတော့ taste uh, sale tax ပါဒီကရဲ့ sale tax state state tax ပါ3583ကျန်တယ်94ပြဆိုတော့ကျွန်တော်ပေးတဲ့ amount ကဘယ်လောက်လဲဟုတ်ပါတော့မားတယ်ကျွန်တော်ကျွန်တော်မားတယ်ကျွန်တော်ဒါမားတယ်အော်လုံး go back ဒီမှာ1000ပြင်ပါကြောင့်1000ပြင်လာဟုတ်ပါ I don't know why I'm pay view breakdown 2000မှာပါပြီလို့အော်တော့ပါပြီငါ2000ပေးရပေါ်မှာ2000တက်မှာတက်လားโอเคဒီမှာ credit and finance amount ကျွန်တော်တော့ပါပြီဒါက finance amount ဆိုကျွန်တော်ကအာ Tesla finance company ဘော direct finance company ကျွန်တော်ကျွန်တော်သူတို့ဆရာနေ2000ချေးမှာ right finance installment တော့မယ်ပြီးတော့ဒီထက်မှာမှ9500 federal rebate ကဒီ Tesla ကျွန်တော် transfer လုပ်မယ်ဆိုတော့ င်တို့လာစင်ကြည့်တတ်တာပါဘာဟုတ်မလားဆိုတော့ကျွန်တော်ရဲ့ဈေးနှုန်းပေးရမှာ2000 2000အဲ့ဒါကိုသူတို့ finance လုပ်ပါ2000 2000နော် plus 1.9%တူထည့်နေတယ်ဟုတ်လား okay let's go back ဆိုတော့ okay အဲ့ဒါလေးကျွန်တော်တို့စဉ်းစားပြီးသွားပြီအားလုံးကိုစိတ်ကြိုက်ဖြစ်သွားပြီဆိုတော့လက်ခများကပါလဲ order နေလိုက်ရပါပဲဟုတ်ပြီနော် order နေလိုက်တာဘာဘာနှုတ်သွားမှာလဲခင်ဗျား information သွားမှာ our name first name last name our number money la cd ပြီးတော့ credit card information ပါကြောင့် credit card နဲ့ပေးမှာဟုတ်250ဟုတ် right order fee ပေးမှာဟုတ်တော့เนาะ okay အဲ့ဒါပြီးွားပြီဆိုတော့ပြီးွားပြီဆိုတော့ねခမားကအော်เนาะဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဒီမှာသွားမှာ Tesla app ရှိတယ်ဗျ Tesla app ကို download ဆွဲလိုက်เนาะမရှိတော့ဒီ app store ကနေဒီ app store ပေါ့เนาะ app store ကနေ search ကိုတော့ Tesla Tesla တော့နော်ဆရာဒီ Tesla ကို download ဆွဲ open လို့ account registration မလုပ်ရသေးဘူးဆိုဒီ Tesla app download ဆွဲပြီးရင် registration လုပ်လုပ်လိုက်ပါနော်ကိုယ့် email ပေါ့နော်အဲ့လိုနာမည်ရတော့ဒီတကယ်အစီအမံထည့်ပါထည့်ရမှာပေါ့နော်ဘာကြောင့်ကိုယ့်ရဲ့ဒါကိုယ့်ရဲ့ account နဲ့ကိုယ့်ရဲ့ car ဒါနဲ့သွားမှာပါပဲနော်အားလုံး everything everything from here အားလုံးဟိုဘယ်လိုပြောမလဲအစအဆုံးဝယ်ချမ်းကိစ္စ finance ကိစ္စနဲ့ပြီးတဲ့ဒီ delivery တိတိယနဲ့ Tesla app ကနေသွားတာဟုတ်ပြီနော်ဆိုတော့က Tesla app ကိုဖွင့်လိုက်မယ်နော် Okay Tesla app ကိုဖွင့်လိုက်ခင်ဗျားဘာတွေ့မလဲနော်ခင်ဗျားဟိုကားဒီလို assign ပေးလိုက်မယ် RN ဆိုတော့နံပါတ်ပေးလိုက်မယ်နော် RN ကတော့ reserve number လို့ခေါ်တယ် follow by number တမှာဟုတ်ပြီနော် ဒါတော့ဒီ number ကျွန်တော်တိကျပြလို့ဒါကိုယ်နဲ့ကိုယ့်ရဲ့ personal case ဆိုတော့ confidentiality ပေါ့နော်ဒါကျွန်တော်ပြလို့မရဘူးဆိုတော့ကျွန်တော်ကဒါကိုခင်ဗျာဟိုပြန်ပြန်ဘလာလို့ထားတာပေါ့နော်ပြီးတော့ခင်ဗျာရဲ့ကားပေါ့နော်သူတို့ assign လုပ်ပြီးသွားပြီးဆိုရင်ဒီမှာခင်ဗျာ vin number ပါမြင်လို့ရတယ်ဗျ vin number ပါပေါ်လာလိမ့်မယ်ဒီတိရနော်ပါပေါ်တယ်တိကျပေါ်လာမှာ vin number ဆို vin number လည်းကျွန်တော်ပြလို့မရဘူးဆိုတော့နော်မပြတင်ဘူးပေါ့နော်ကိုယ့်ရဲ့ personal case ဆောခမရဒီလိုမြင်ရလေပေါ့နော်ဒါခမရကာကျွန်တော်တို့ကာပေါ့နော်အဲဆိုဘာဖြစ်လဲ complete your task continue တော့လိုက်ပါဆိုတော့ကကျွန်တော်ကအဲ့လို proof ဖြစ်သွားပြီဒါကျွန်တော်စပြင်ပြပြမယ်နော် step 1နဲ့သွားရပါကျွန်တော်ခမရဘာမြင်ရမလဲဒီလိုမြင်ရလေပေါ့နော်အဲ့ဒါဆို view view ကိုနေရမယ် view နေတဲ့ခါမှာဘာလုပ်ခန်းလဲဆိုရင် step 1မှာပေါ့နော် task step 1မှာဘာတောင်းလဲဆိုရင်နော် primary registration ဆိုတဲ့ခမရဟို ုံတာပေါ့နော် driver lesson front and back တောင်းမယ်နော်ဘယ်ဒီကားဘယ်နှယောက်မောင်းမလဲဆိုတော့ဒါတော့နောက်ဘက်ကောင်ထည့်လို့ရတယ်ပေါ့နော်အဲ့မှာသူတို့ car registration အတွက်ဒီ car tesla ဘယ်သူမောင်းမလဲဆိုစိုက်မှာ registration တောင်းမယ်လေ့လာတိကျတောင်းနေတာဒီအကုန်လုံးဖြည့်ပေးရပါမယ်ခင်ဗျာဟုတ်ပြီနော်အကုန်လုံးဖြည့်ပေးမယ်နောက်တစ်ခုကျတော့ step 2တောင်းမယ်နော် okay step 2 step 2ကြတော့เนาะဗာလဲဆိုရင် ferro if incentive လို့ခေါ်တယ်အော်နော်အရာကပါလဲဆိုတော့ကျွန်တော်ပြောရ9500ဒေါ်လာ9500 Federal EV rebate လောက်ခေါ်တယ်နော်အရာဆိုရပေးတာဒါလည်းမကြခင်သူတို့တိတ်ဖို့များနေပြီနော်ဆိုတော့ဒီမှာကျွန်တော် transfer လောက်ခိုင်းရတယ်နော်ဒီ Tesla ပဲ transfer ပါကြတော့ကိုယ်ကိုယ် down payment အများဖြစ်သွားမှာနော်ဟိုဘယ်လိုပြောလှဆင်ကြောပြောချင်တာလှဆင်ကြီးတက်တောင်းကျွန်တော်ဟို Tesla ကိုပဲနောက်ခိုင်းရတယ်ဗောနော်ဒီ Federal နော် ဒီခဏတောင်းကတော့ option တစ်ခုရှိတယ်เนาะ Tesla ကိုတကားတည်းဒါယူခိုင်းမလားတော့မကွာဒီ test return ကြရင်ဒီခဏတောင်းကကိုယ့်ရဲ့ test return မှာနှုတ်ခိုင်းမလားယူမလားဗော rebate ပြန်ယူမလားဆိုတော့เนาะဒါကိုကို choice ပါပဲကျွန်တော်ကျွန်တော်ကျွန်တော်ဟိုဘယ်လိုပြောမလဲဟို Tesla ယူခိုင်းလိုက်တော့เนาะ okay အဲ့တော့ transfer လို့ခေါ်တယ်เนาะ federal ev incentive transfer choose transfer okay then now not go step 2 of nbu incentive case up you are now now step 3 of nga ba la ma ji am no so trade in okay trade in จ้ะခင်ဗျားသဘောပေါ့เนาะ trade လုံးမှာ tesla ကျွန်တော်တော့ i don't know it depend on your choice ပေါ့เนาะကျွန်တော်ကျွန်တော်ဟိုကျွန်တော်ကျွန်တော်ကျွန်တော်အတွေ့အကြုံရဆိုရင်တော့ tesla နဲ့ drive တို့နေနေဗျသိလားဆိုတော့ကိုယ့်ကိုအတိမဲ့ဆိုကိုရောင်းရောင်းတော့မဟုတ်ဒီ carvana carvana ဆိုတာ c a r v a n a carvana.com ကိုရောင်းလိုက်သူတို့ကနော်သူတို့နဲ့ခုတ်ယူကြည့်ပါနော်သူ blog ပေးလဲပါဗျာကျွန်တော်ပေးတာ19400ဗျာနော်ကျွန်တော်က2023ကျွန်တော်လက်တင်ဒီအတစ်နနစ်ပဲရှိပါသေးတယ်2023 Honda CRV Hybrid ကိုကျွန်တော် Sport ပေါ့နော်အဲ့ဒါကိုကျွန်တော်ကဟိုခုတ်ယူတော့ကျွန်တော်ဈေးကောင်းပေးပါ19400နဲ့ပေးတယ်နော်ဆက်ကျွန်တော်ပြောပထမပိုင်းမှာကျွန်တော်ပြောတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါတော့ပုံစံပြည်တိလားအားလုံး ဒါမှကျွန်တော်ရောက်ပါကျွန်တော်ဆီယူလိုက်ပြီဆိုတော့ကောင်းအောင်เนาะကျွန်တော် black ကောင်းအောင်ဆိုတော့ကျွန်တော်တို့ဒီမှာပါလဲ step 3 of 9 3မှာကျွန်တော်က train မလုပ်ဘူးကျွန်တော်ပတ်စံပေးမှာခင်ဗျားတို့ပေါ့เนาะ tesla okay ဟုတ်เนาะ okay ဒီမှာအမစရာအစရာအစရာမြင်တော့အစရာချက်မအဲ့ဒါပြီးသွားပြီကျွန်တော်ကိစ္စပြီးသွားပြီအစင်ပြီးသွားပြီနောက်တစ်ခုဒီမှာဒါရေးကြည့်တယ် financing financing အခုကျွန်တော်ကျွန်တော်ဒီတစ်ခါကျွန်တော် finance လောက်တာက လေးရက်လောက်ကြာတယ်အဲ့တော့ကျွန်တော် complain တက်ရတယ်ဗျဘာလို့လောက်ထိကြာရလဲ decision ကပေါ့နော်ဆိုတော့စနေပဲမကြာခင်မရသွားတာဒီနေ့လည်းလာပါကျွန်တော် phone Tesla တော့အဲ့မှခင်ဗျားတို့တချက် case လုပ်ပေးပါလို့ဘာကြာလောက်ထိကြာရလဲပေါ့ဆိုတော့မသိမကြာခင်ကျွန်တော်တော့ပြီးနောက်တနင်္ဂနွေလောက်မှာနော် approve ပေးလိုက်တယ်ဆိုတော့1.99%ပေါ့နော်ဆိုတော့ဒီနေရာမှာခင်ဗျားတို့ကဒီ sim မှာနော်သူတို့ social screen number တွေတောင်းလိုက်ပါပေါ့နော်အကုန်ဖြည့်ပေးရမှာနော် Okay. အဲ့ဒါပြီးစောင့်စောင့်မှုပဲပေါ့ဗျာ credit decision က up to 72 hour ကြာပါတယ်ဗျာလို့သူပြောလိမ့်မယ်။ဒါနော်ကံကောင်းတယ်ကျွန်တော်ကံကောင်းတယ်ဆိုရင်တော့လေအဆင်ပြေဆုံးတော့24 hour တော့ခင်ဗျားတို့ approve ပေးလိုက်မယ်နော်ကျွန်တော်ကြဒီကျွန်တော် case မှာကျွန်တော်၄ရက်လောက်ကြာသွားတယ်ကျွန်တော်စိတ်စိတ်စိတ်မကောင်းဆိုတော့ကျွန်တော်အားအကြောင်းကျွန်တော် Tesla တိုင်းမှာ complaint တက်တာသူတို့အဲ့ဒီက Tesla advisor ဒီ Tesla Finance ကကို case ဖွင့်လိုက်တော့မကြသေးမကြပါဘူးတနေ့လာပါပဲ approve ပေးလိုက်တယ် Okay ဒါတော့ schedule time ပါခင်ဗျာကားကရောက်ပြီဆိုရင်အာသူ message ပို့လိမ့်မယ်နော်ဒီ Tesla app ပါပဲဒါမှမဟုတ်ခင်ဗျားပေးရတဲ့ register လို့ register လို့ရတဲ့ဖုန်းနံပါတ်ကိုသူတို့ test ပို့လိမ့်မယ်မိရကတော့ရောက်နေပြီเนาะဘယ်ဘယ်နဲ့လာယူမလဲဆိုတဲ့ဟာကိုဒီမှာ schedule လာယူတာပါ schedule ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပေါ့เนาะကျွန်တော်ကတော့ဒီလမေ31ရက်နေ့ 9နာရီခွဲမနေ့9နာရီခွဲပေါ့နော်စနေနေ့မနေ့9နာရီခွဲကိုယူမယ်လို့ကျွန်တော်ကဘောနော် schedule ဆွဲခဲ့တယ်ပေါ့ဒါမှမဟုတ်ကားဒီနေ့ရောက်နေပြီဒီနေ့ဘယ်လောက်ဒီနေ့ဘာလဲလဲဒီနေ့မေဟုတ်လား let me see မေ29နေ့မို့ဆော့ဆော့ရောက်လာနော်ဒီနေ့ရောက်လာဆိုတော့ okay မေ29ဆိုတော့ဒါဆောလုံးလေဗျပက်ဆောင်ရေဒီယံဖြစ်တယ်ဆောလုံးလားအဲ့ဆိုတော့ အမှန်တမ်းမှာပစ်ဆောင်ရတယ်ဖြစ်တယ်ဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်ကအင်းဖြစ်နိုင်ချင် maybe friday မဟုတ် saturday ဒီဒီမှာပဲကျွန်တော် reschedule ပြန်လုပ်လို့ရတာပေါ့နော်ဆော့ဆော့လို့ချင်လဲရတယ်နောက်ကျပြန်လုပ်ချင်လဲရတယ်ဒီမှာโอเคเนาะအဲ့ဒါဆိုရင်ဒါနောက်ကျလို့လည်းမရအောင်เนาะသူကသူ accepting rate က48 hour ဆိုတော့อืม schedule ဆွဲခိုင်းတာဆိုတော့ဒါကကျွန်တော်ခင်ဗျားတို့ information information ပေါ့တခါတည်းဒီမှာ submit လုပ်ပေးရမှာเนาะကောင်းကောင်းမရောက်ခင်ဟုတ်ပါလားအားလုံး ဘာကြောင့်အားလုံးကသူက app ကနေပဲသွားတာခင်ဗျာ Tesla app Tesla auto သူရဲ့ dealer ကိုသွားရင်လည်းခင်ဗျာ app ကနေပဲလုတ်ခိုင်းပါပဲသူဘာမှလုတ်ပေးလို့မရဘူးเนาะအားလုံးကိုကိုရဲ့ test ကိုရဲ့ app ကနေပဲပြောင်းလုတ်သွားရမယ်အဲ့ဒါမှ ready ဖြစ်မှမှသွားယူဟိုမှာလည်းသူမလုတ်ပေးဘူးကိုအောင်လုတ်ပေးသူကသူကတော့ guide လုတ်ပေးမှာပါเนาะဘယ်လိုလုပ်ရလဲကိုဖုန်းကြည့်မှာ Okay final payment ပေါ့เนาะ7 of 9 final payment and you have been notified on your final payment is available for review. Okay, so that. okay 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 find a beam about you ဆိုတော့ကြည့်ရတာကဒီ final payment ကလေအာ you will be notified once your final payment is available for review တဲ့เนาะဒါဆိုကျွန်တော်ဘာလို့လို့မရသေးဘူး review ဆိုတော့ကျွန်တော်အမြင်ကဘာကြောင့်ဒီမှာမပေါ်သေးလဲဆိုရင်လေဒီမှာကျွန်တော်တတ်မှတ်ထား schedule မရောက်သေးဘူးဗျသိလား ဒီ schedule နေ့မှာမှဒီမှာပေါ်လာလိမ့်မယ်နော်မေ31နေ့မှာပေါ်လာလိမ့်မယ်ဗျာတိလားအဲ့ဒါမှကျွန်တော်စလို့ရမှာဟုတ်ပြီနော်ဆိုတော့ကကျွန်တော်က schedule လောက်ဖို့ Friday ယူလိုက်မယ်ဗျာ Friday မှာတွားယူမယ်ကဲနော် schedule ပြောင်းလိုက်မယ်ဆိုတော့ schedule your delivery တဲ့စတဲ့ကိုယူမယ်စကျွန်တော်နော် Friday ပြင်ယူကြည့်မယ်ဟော Friday မရှိဘူးနော်အော် โอเคမနှက်ပြင်ရတာပဲမနှက်ပြင်ရမနှက်ပြင်တော့ရလေမနော်ဒါမှတော့မဟုတ်တတ်စတယ်ဖိုးပြင်ဆက်တယ်အော် no I think I think Cedric is the best for me you know it's okay Cedric is the best for me